င်္ဂလာပါ audio wine စောင်းနိုင်မှကျေးဇူးပါတယ်ယခုခါမှာတော့ငလင်းရဲ့အလှလာတဲ့ကမ်းလှမ်းကိုရေကြရုပ်တွေကရေကြရုပ်တွေခါမဲ့ဝယ်ပေးလို့ရေကြရုပ်တွေအချောင်းကိုချီးမွမ်းရေးသားထားတဲ့ပို့တွေကိုရွေးဖက်ပြပေးပါမယ်နားဆင်ကြပါဦးခင်ဗျာအခုရပိုင်း line mode မှာနံပါတ်ကြီးနေတဲ့အကိုရေကြရုပ်ရောင်းတဲ့လူကငလင်းအလှနဲ့လာတဲ့ရှင်နန်းကို ူရောင်းတဲ့ရေကြက်တွေလှူးနေရလေ။နှွေရပူဝေမဲ့သူ့အလူကြောင့်ကိုပါရင်နဲ့အေးမြသွားမိတယ်။ရေကြက်တော့အလူပေးတာတောင်းလက်အုပ်လေးချပြီးယိုကျိုးရက်ပြင်စိတ်သဘောထားလေးလဲကောင်းလိုက်တာ။ကားအတန်းလိုက်ကြီးနဲ့အရန်ပူအိုက်ဆိတ်ရှုပ်နေချိန်ရေကြဲချောင်းလေးတစ်ချောင်းကလည်းတကယ်ခွန်အားပါပဲ။သူပေးဝင်နေတာရေကြဲထုတ်လေးတွေမဟုတ်ပါဘူး။ခွန်အားပြည့်စေတဲ့မေတ္တာအထုတ်လေးတွေပေါ့။တကယ်ပါ။ မျှဝေခြင်းဟာမေတ္တာပဲမဟုတ်လားအမနာတန်ပြောရရင်ပရာဟိတသမားဆိုတာနိုင်ငံရေးသမားထက်လူကြီးလဲပြီးလောက်တက်ကန်တက်ရင်စီးပွားရေးသမားထက်အလုပ်ဖြစ်တာတော့အမှန်ပါပဲဒီနေ့ရေကယ်လို့သမားသူလောက်ချင်တာလေစိတ်တန်တန်လေးနဲ့လှုပ်သွားတာတိတ်ချစ်ဖို့ကောင်းတဲ့လူပီတတဲ့အပြုမူလေးပညာဘလောက်တက်လဲဘလောက်ချမ်းသာလဲလာမမေးနဲ့ဗျ ငါတို့တိုင်းငါတို့မြို့ငါတို့ရွာကိုလာပြီးငလင်းတန်းခံစားရတဲ့လူတွေကိုလာခဲ့တဲ့ကားရန်ကြီးပါလားငါလဲရှိရာပြန်ပေးမယ်ခွဆိုတဲ့စိတ်ဓာတ်အဲ့ဒါမှပရာဟိတစိတ်သူအရင်ပြုတ်ချင်နေပြုတ်မယ်အိမ်ပြန်ရောက်လို့မိမထုရလဲခံရနိုင်တယ်ထမင်းတနတ်စာလဲရော့ပါသွားနိုင်တယ်ကိစ္စတော့မရှိစပင်းတွေအယောင်ဆိုးထလို့စကားလှလှမဆိုရလို့အပြုံးလှလှမပြုံးတတ်လို့ အဲ့ဒါတွေဘာရေးကြည့်လဲငါလောက်ချင်ရလောက်မှာပဲလေအဲ့ဒါလူသားဆန်မှုပညာရက်မှာ PhD အဆင့်ရောက်သွားတာပဲအဲ့လိုလူကိုဖုံးမဆက်နဲ့လိုက်မချာနဲ့လိုက်မလို့နဲ့လိုက်မကုန်နဲ့သူ့ဖာသာနေပဲစေသူ့အလှတရားကိုသူခံစားပဲစေသူ့စိတ်လေအမြဲတမ်းကြည်လင်တန်ရှင်းနေပါစေကျွန်တော်တို့လူမှုအတိုင်းဝိုင်းမှာပညာရက်တွေလိုသလိုလူသားဆန်တဲ့လူသားတွေလည်းလိုတာပါပဲ။ အက်ကာရန်းကြီးမှာသူ့ကိုပြန်ပေးသွားတာတယောက်ပဲတွေ့တယ်အစိုးရရေကဲတို့တန်နဲ့ပတ်သက်ပြီးတော့ကိုနိုင်ဆိုတဲ့ Facebook ကနေလည်းဒီလိုမျိုးရေးတင်ထားတာတွေ့ရပါတယ်အဲ့လိုဘယ်မျိုးကလဲတော့မသိဘူးရေကဲတို့တွေလာသမျှကားလှူပေးနေရလို့တွေ့တယ်စိတ်ပူမိတာတခုတော့ရှိတယ်နောက်နေ့ ဈေးပြန်ရောက်မှုအရင်တောင်ရှိပါမလားပေါ့ထားပါတော့အဲ့လူကိုသိရင်ပြောပါတွန်းလဲနဲ့ရေခဲတော့ကိုသူများစီကဖောက်တဲ့ယူရောက်နေရရင်သူ့အိမ်မှာလဲစစ်မီတုံးလို့ရရင်ကိုပိုင်းရေခဲထုတ်ရေခဲဆက်စားကန်အသေးတစ်လုံးလှူချင်ပါတယ်အဆိုပါကိုနိုင်ဆိုတဲ့ Facebook page ကနေပဲဆက်လက်ပြီးတော့အခုလိုရေးတင်ထားပါတယ်ရေခဲတော့ရောက်တဲ့ကလေးနဲ့ဖုံးဆက်သွယ်မှုရပါပြီကောင်းလဲရ စကားလည်းလည်းပပတ်ရေရရရတိတ်မပြောတတ်ပါရိုးပါသည်ဘေးတယောက်ကကူပြောနေရသည်ဘလို့ပြန်ပြောဖို့ဆိုတာပါအဖေရင်မေရင်မိသားစုအရင်မရှိတယောက်ထဲပါငွေစားအဖေရှိသည်ဟုပြောပါသည်အိမ်ပိုင်မရှိအိမ်ငားနေရသည်ဟုပြောပါသည်စကိုင်းရွှေမင်းဝန်ရက်ွက်ကျွန်းတော်လန်းလို့လိပ်စာပြောပါသည်နာမည်ကဆိုင်စော်ပါအသက်28နှစ်ပါအခု ။စကိုင်းမှာမိုးရွာနေတယ်ပြောပါတယ်။လဲစစ်မေးရရင်ဆက်မောင်းလို့ရပါတယ်။ကျွန်တော်ရေခဲထုတ်ဆက်လူမယ်ဆိုရင်လဲသူကလက်ခံမယ်လို့ပြောပါတယ်။အဲ့ကလေးသတင်းချက်လက်ကိုအများအသိကျင်နေကြလို့တင်ပေးလိုက်ပါတယ်။ကာယကံရှင်အဲ့ကလေးနဲ့ချိတ်ဆက်ပြီးဆက်အလူလေးလှုပ်ပေးလိုက်ပါမယ်။ဂယုနာစေနာအကျင်နာပွားများနိုင်ကြပါစေလို့ဆက်လက်ရည်တင်ထားတွေ့ရပါတယ်။ဆက်လက်ပြီးတော့ဂျေဂရုတ်တဲ့ကိုရှိုင်းဟာအင်တာဗျူးတစ်ခုမှာ ယခုလိုပြောထတာတွေ့ရပါတယ်။ရကြတဲ့ဖို့ပိုက်ဆက်မယူရတော့လို့အလကားလှူပေးပြတာပါ။အစကတော့ရောင်းကြည့်သေးတယ်။ရောင်းရင်းနဲ့သူတို့စီကပိုက်ဆက်မလို့ကျန်တော့ဘူး။မယူရတော့ဘူး။အခုဖြစ်နေတဲ့အချိန်မှာ ကျွန်တော်ကတယောက်ထဲသမားလေ။နော်။ဘာမှဖြစ်ဘူး။စိတ်ပူစရာမရှိဘူးလေ။အခုဆို အရန်ပူတယ်။ကယ်ဆယ်ရေးသမားတွေနဲ့အလူရှင်တွေတမန်ရနနဲ့လေးစားသွားရင်အေးသွားမှာ။ ျွန်တော်ရာယူလှူစိမ်းနဲ့လှူတာမဟုတ်ပါဘူးအခုဆို၄ရက်မြောက်စုထားတဲ့ငွေ15သိန်းကုန်ပါပြီအလောက်ကတော့ရေခဲကြောင်တစ်မျိုးတည်းရောင်းတာပါ7နှစ်လောက်တော့ရှိပြီငလျင်ဘေးကယ်ဆယ်ရေးအတွက်လာကြသူတွေနဲ့ငလျင်ဘေးတင်းသူတွေစီကရေခဲတို့ဖို့ပတ်ဆက်မယူရတော့လို့အလကားလှူပေးဖြစ်တာပါကယ်ဆယ်ရေးသမားတွေအမောပြေစေခြင်းလို့လှူပေးတာပါတဲ့ဂျုံးတွေစိမ့်ဆိုင်ကလည်းသူစိတ်တိုက်ကိုလေးစားလို့ သူ့ကိုတွားလူပေးရတောင်းသူ့ကိုရေးအတွက်မတုံးမဲငလင်းဘေးတင်ပြည်သူတွေကိုတခါတည်းမျှဝေလှူလိုက်ပါတဲ့ဘလောက်မြင်မြန်လိုက်တဲ့စိတ်ထားလဲအင်တာဗျူးတစ်ခုမှလည်းတရုတ်ဆောင်မြင်မြတ်ကိုကြိုက်တယ်သူတရုတ်ဆောင်တာသူ့ဘဝအဖြစ်နဲ့တူရာတွေများလို့ပါတဲ့ဇလတ်ကြီးမြင်မြတ်ကိုကြိုက်တဲ့မြင်မြတ်တဲ့စိတ်ထားရှိသောရေကဲရုတ်တဲ့ကိုဆိုင်စော်ရေရေကဲရုတ်လိုအေးဆေးတည်ငြိမ်တဲ့ဘဝကိုရရှိပြီး ကိုဂျိုးစုံနဲ့ပရာဟိတလုပ်တွေဆက်လုပ်နိုင်ပါစေဗျာ။